ကျွန်တော်လေးသားချစ်ခင်ရသောတောက်ကြသားပြီးများတို့မေလာတလာတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ဟောပြောပေးတဲ့အခါမှာအရင်ဆုံးဗီဒီယိုလေးနဲ့ကြည့်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။ပြီးရင်တရော့ကတ်လေးနဲ့လည်းပဲကံကြမ္မာဖတ်ကြားပေးမှာပါ။ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ တောက်ကြသားသမီးများဟာအခုဝင်ရောက်ဖြတ်သန်းလာပြီဖြစ်တဲ့၅လပိုင်း၁လတာ၅လပြင်မှာဘလို့အခြေအနေမျိုးတွေကြုံတွေ့ရနိုင်ပါတယ်ကျွန်တော်တို့ကြည့်လိုက်ကြရအောင်လုပ်ငန်းခိုင်ငံပိုင်းလေးတွေမှာအဆင်မပြေတာမျိုးလေးတွေညာတတ်ပါတယ်မှန်းချက်နဲ့နှံထွက်မကိုက်တဲ့လိုဖြစ်နေတတ်ပါတယ်တောက်ကြသားမိတိုင်းကိုမဆိုလိုပါဘူးတချို့သောတောက်ကြသားမိများကိုပြောခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အခုကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့ထပ်တူကြဖို့ဆိုတာမလွယ်ပါဘူးเนาะ အဓိကပြောချင်တဲ့အချက်ကတော့တောက်ကြသားမိများဟာအလောက်ကင်လေးတွေမှာထင်းငော့မှုလေးတွေခက်ခဲမှုလေးတွေအစီစဉ်တကျဖြစ်မလာတာမျိုးလေးတွေမချောမွေ့တာမျိုးလေးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကအိမ်နဲ့တော်တော်လေးအဆင်မပြေမှုတွေများတတ်ပါတယ်အိမ်နဲ့ပြဿနာလေးတွေဖြစ်တတ်တယ်နောက်ကြီးခဲ့တဲ့သူတွေရဲ့ညှို့ညင်မှုလေးတွေကိုလည်းပဲခံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဗျာနောက်ထို့ဒီတူတာပဲငွေကြေးပိုင်းပေါ့ ငွေကြေးပိုင်းမှာပူပင်စရာလေးတွေဖြစ်တတ်တယ်။ငွေကုန်ကြေးကြလေးတွေများတတ်တယ်။အဲတော့ငွေကြေးအတွက်နဲ့နည်းနည်းလေးစိတ်သောကများစရာလေးတွေဖြစ်တတ်တဲ့ချိန်ကာလကို ရောက်ရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်ဗျာ။အဲ့တော့ကျန်တာဘာတွေရှိသေးလဲဆိုတော့ပြောလဲစနဲ့ပေါ့နော်ညံတတ်တဲ့အပိုင်းလေးတွေကိုပဲဆက်ပြီးတော့ကျွန်တော်ပြောသွားပါမယ်။ပညာရေးဘိုင်းမှာညံနေပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေ၊ကြောင်းတက်နေတဲ့သူတွေ၊သင်တန်းတက်နေတဲ့သူတွေ၊ဆောင်ရွက်ပြရမယ့်သူ၊အင်တာဗျူးပ အင်တာဗျူးပြရမဲ့သူတွေမှာအဲခက်ခဲလေးတွေအထင်မော်လေးတွေအဆင်မပြေတာမျိုးလေးတွေညားတတ်တယ်။နောက်ဘာသာရေးလှုပ်လှုပ်နေတဲ့သူတွေမှာလည်းဘာသာရေးဘက်မှာအားနေတတ်ပါတယ်။နောက်ဆရာသမားလိုကြီးခဲ့တဲ့ပုံကူတွေရဲ့ညွန်ညင်မှုလေးတွေခံရတတ်ပါတယ်နော်။ကျမ်းမာရေးပိုင်းဆိုရင်ဟောတဲ့ကျမ်းမာရေးပိုင်းကလည်းညံ့ကျင်သလိုလိုတွေဖြစ်နေတတ်ပါတယ်။တကယ်ကြီးညံ့တာတော့မဟုတ်သေးဘူး။ချားကျင်သလိုလိုနာကျင်သလိုလိုကိုက်ကျင်သလိုလိုခဲကျင်သလိုလိုအဲ့လိုမျိုးတွေဖြစ်နေတတ်ပါတယ်။ ြိုပြီးတော့စေးတော့ရမယ်ကြိုပြီးတော့စေးပြရမယ်ကြိုပြီးတော့ဂယူဆိုင်ရမယ်ပေါ့ဗျာเนาะဒါလေးတွေကိုမှတ်ချင်ပါတယ်နောက်ခရီးကိစ္စတွေမှာချောချောရှူရှူနဲ့သွားလာတယ်ဆိုတာမျိုးမရှိဘဲနဲ့အထင်းပေါ်လေးတွေအခက်ခဲလေးတွေနဲ့သွားလာတာမျိုးလေးတွေဖြစ်တတ်ပါတယ်နောက်ကြံ့ကြာခက်ခဲမှုလေးတွေဖြစ်တတ်ပါတယ်သွားလာလှုပ်ရှားတဲ့ကိစ္စလေးတွေမှာပေါ့เนาะဟုတ်ပြီအဲ့တော့အဆိုးဘက်တွေမှာအဲ့လိုဆိုးတာလေးတွေရှိနေသလိုကောင်းတဲ့ဘက်တွေမှာရောဘာတွေရှိသေးလဲလို့မြေခဲ့မယ်ဆိုရင် ီချိန်ကာလတည်းမှာလူအများရဲ့ချစ်ခင်ယုံကြည်မှုကိုပြန်လည်ပြီးရရှိလာနိုင်ပါတယ်။လူများရဲ့အားပေးထောက်ခံမှုတွေကိုရရှိလာနိုင်ပါတယ်။မျက်နှာပွင့်လန်းမှုတွေလည်းပဲရှိလာနိုင်တယ်လို့ပြောလို့ရပါတယ်။နောက်တစ်ခုကစက်တူလုပ်ငန်းတွေမှာအောင်မြင်တတ်တယ်။တန်ဖိုးရှိတဲ့စက်ပစ္စည်းတွေဝင်လာတတ်ပါတယ်။နောက်ရန်အတိုက်ခိုက်တွေအမှုခင်းပြဿနာလိုဟာမျိုးတွေရှိခဲ့မယ်ဆိုရင်ဒါတွေကို အောင်မြင်စွာနဲ့ဖြတ်ကျော်နိုင်မဲ့အချိန်ကာလလို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ဒီတစ်ဖက်မှာကြည့်မယ်ဆိုရင်တိုးတက်အောင်မြင်မှုတွေကိုတော့ရရှိနိုင်တဲ့တစ်ဖက်မှာလည်းပဲအညံလေးတွေရှိပါတယ်။အဲ့တော့ကောင်းခြင်းနဲ့ဆိုးခြင်းဆိုတာကတော့အမြဲတမ်းကျော်ထွေးနေပါတယ်ကျွန်တော်ဟောပြောတဲ့အခါမှာဘယ်နေ့အသာသမီးပဲဖြစ်ဖြစ်အကုန်လုံးကိုကောင်းတယ်လို့ဟောပြလို့မရတယ်လို့အကုန်လုံးကိုညံ့တယ်လို့ဟောပြတာမျိုးမရှိပါဘူးအဲ့တော့အကောင်းနဲ့အဆိုးကတော့ဘယ်သူမှဆိုးပေါ့နော်ဒါကျော်ထွေးနေတဲ့သဘောလေးရှိပါတယ် ဲဒါကတော့ဘီနင်ဒိန်းအမြင်လေးနဲ့ကျွန်တော်အရင်ပြောပြပေးတာပါဆက်လက်ပြီးတော့တဲရော့ကတ်နဲ့လည်းပဲကျွန်တော်ကညမာဖတ်ကြားပေးအောင်မှာဖြစ်ပါလေအဲ့တော့ဂျာဖတ်ကြညာဝင်ကျင်တာကကျွန်တော်ရှိမှာတအုံးချင်းတယောက်ချင်းဘီနင်မင်းမြန်းကျင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုတောင်းယူပါအဓိကနေဆက်သွယ်ပြီးတော့ ကြိုတင်ပြီးစည်ရင်လေးပေးရပါတယ်။စည်ရင်ပေးပြီးတော့တရက်နှစ်ရက်လောက်ဆောင်းရပါတယ်။ဘာကြောင့်လဲဆိုတော့တဦးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတက်ချက်ပြီးတော့လိုအပ်တဲ့ host run တွေကိုကျွန်တော်ပို့ပေးပါတယ်။ဘဝတက်တက်တာနဲ့ပတ်သက်တဲ့စိတ်နေစရာတွေဆောင်းဝမ်းရှောင်းဝမ်းတွေဖွားစာတာနဲ့ပတ်သက်တဲ့အဟောတွေနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောဒီလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေနောက်ရေရေအားတွေကိုကျွန်တော်ပို့ပေးတယ်။နောက်ဘယ်နှစ်ပဲကိန်းကိုဘလို့ရောက်နေတယ်ဘလို့ရှိနေတယ်ဆိုတာကိုနားလည်အောင်ရှင်းပြပေးတယ်။နောက်ကိုတီးလို့တဲ့အကြောင်းကိစ္စမေးလို့တဲ့အကြောင်းကိစ္စတွေကိုလည်းပဲပြန်ပြီးတော့ ါတေရော့ကတ်နေနဲ့ GP ဖြစ်ပြီးဟောပေးပါလေဗျာနော်နောက်တစ်ခုကတော့ရန်ကုန်မှာဘေးရင်ဟောကန်ဖွင့်ဖို့တက်ကစီစဉ်နေတော့မှရှိပါတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်နဲ့အပြင်မှာလူတွေ့ဘေးရင်မြင်းများကျင်တဲ့သူများကဒီခု9လပိုင်းတရရက်နေနဲ့2ရက်နေကျွန်တော်ရန်ကုန်ကရှူကွန်ရိုင်ဟိုတယ်မှာရှိပါတယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာအဲ့တွေ့ဘေးရင်မြင်းများကျင်တဲ့သူကကျွန်တော်ရဲ့ အဲဒီ TikTok Messenger ကိုပဲဖြစ်ဖြစ် Viber လို့ Telegram ကိုပဲဖြစ်ဖြစ်ကြိုတင်ဆက်သွယ်ပြီးတော့လာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာเนาะဒါကတော့တကယ်အပြင်မှာတွေ့ကျင်တဲ့အရေးကြီးကိစ္စရှိလို့မေးကျင်တဲ့သူများအတွက်ကိုသတင်းပါခြင်းဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးများရဲ့ဒီ9လပိုင်းကကြမ္မာအခြေအနေလေးကိုကျွန်တော် TikTok ကလင်းနဲ့လည်းပဲကြီးစုဟောပြောပေးပါအောင်မယ်ခင်ဗျာ ဘီဒင်ကိန်းမှာအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့เนาะတခြားကျမ်းမာရေးတို့ပညာရေးတို့ဘာသာရေးဘောပါမှာအားနေတယ်လို့ဟောခဲ့တယ်လို့ပဲတဲရောကကနမိတ်ပုံကလည်းပဲညိုးငယ်နေတဲ့လာမင်းရဲ့နမိတ်ပုံပေါ့နော်အဲ့တော့မရှိမလန်းဖြစ်နေတယ်အောက်မှာလည်းအနှောက်အယှက်လေးတွေရှိနေတယ်ဒါပေမဲ့အဲ့အနှောက်အယှက်တွေကတော့ဘာမှမဖြစ်ဘူးเนาะအဓိကကတော့မပျော်ပါဘောကစိတ်တွေလေးကန်နေတာတို့ညှိုးနှမ်းနေတာတို့အစင်မပြေမှုတွေကြောင့်စိတ်သောကတွေညားနေရတာတို့ အဲ့လိုမျိုးဖြစ်တတ်တဲ့လာပိုင်းကိုရောက်နေတာပါเนาะအဲ့တော့ခြေလာတွေကဒီတော့ကြီးမဆိုးခဲ့သလိုနောက်လာတွေလည်းကောင်းလာဖို့ရှိပါတယ်ဒါအမြင်အားဖြင့်ပေါ့ဒီတဲ့တော့ကတ်နဲ့ကျွန်တော်ပြောပြတာပါဒီလာလေးတက်လာပါပဲเนาะဒီလာလေးတက်လာပါပဲနည်းနည်းလေးတော့သီခံပေးရပါလိမ့်မယ်အဓိကကတော့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေမှာတအားကြီးဆိုးဝါးနေတာမျိုးမဟုတ်ရင်တော့မှပဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုလေးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့စိတ်တက်မကြပါနဲ့ယုံကြည်မှုတွေ ဝေးမြူပါလို့ကျွန်တော်အနေနဲ့အကြံပြုပေးချင်ပါတယ်အဲ့တော့ရေရာအနေနဲ့ကျွန်တော်ဘာလုံခိုင်းခြင်းလဲဆိုတော့ဖျားမှာရှောက်သီးတုတ်တပကံလှူပေးပါရှောက်သီးတုတ်နော်အဲ့တော့ဘလိုပုံစံမျိုးနဲ့ပဲတုတ်တုတ်ဆိုင်အားဝယ်ပြီးတော့ပဲလှူလို့ကိုယ့်အကိုတုတ်ပြီးတော့ပဲလှူလို့ဖျားမှာရှောက်သီးတုတ်တပကံလှူပြီးတော့ဘယ်နည်းပဲဖြစ်ဖြစ်မနှစ်ပိုင်းပေါ့နော်လှူရမ်းပြီးတော့ကန်နေလက်ပြဝင်ဖို့အတွက်အခိုင်ညံ့နေကင်းဖို့အတွက်စူလောင်းပေးပါအဲ့တော့အခုကျွန်တော်ရဲ့ဒီဗီဒီယို ဟောချက်လေးတွေကကိုယ်နဲ့တိုက်ဆိုင်မှုရှိနေသဘောကျနှစ်သက်တဲ့ဆိုအမကွန်မန့်လေးရေးခဲ့ပါအောင်။နောက် like share လေးတွေနဲ့လည်းအားပေးခဲ့ပါအောင်လို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။